ကဘာလာတွေကြီးကျယ်ခမ်းနားမှုတွေလုံခြုံရေးအထွတ်ထိပ်တွေနဲ့တမိုင်းဝင်အဆောက်အုံတွေကိုပြပါဆိုရင်အင်ပူတော်နဲ့ခရမလင်တို့ကထိတ်ဆုံးကနေပါပါတယ်အဲ့ဒီအဆောက်အုံကုစလုံးဟာနိုင်ငံတွေရဲ့တကောနာဩစာနဲ့တမိုင်းတစ်လျှောက်ဖြတ်တန်းစည်းစင်းလာခဲ့တဲ့ရင်ကျေးမှုနဲ့မျိုးနွယ်စုတမိုင်းချောင်းကိုကိုးစားပြုထားတဲ့နေရာဆိုလဲမမပါဘူး ဒါပေမဲ့ဒီသမိုင်းအထင်အကရကြီးနှစ်ခုမှာဘယ်တစ်ခုကပိုပြီးပြည့်စုံတယ်လဲပိုပြီးတော့များသားသွားမလဲဆိုတော့ competitive ဖြစ်စေတဲ့အတွေ့အကြုံလေးကျွန်တော်တို့ကောင်းနေမှာပေါ်လာပါတယ်အဲ့တော့ကျွန်တော်တို့တွေအင်ဖြူတော်နဲ့ခရီမလီနန်းတော်နှစ်ခုကြားကပြီးသူကလက်ရသမိုင်းကြောင်းလုံခြုံရေးနဲ့ရင်ကျိမှုအခမ်းအနားတွေကနေဆွေးနွေးကြအောင်ပါအင်ဖြူတော်ဒီမိုကရေစီရဲ့တင်ကြေးတော့ ဆက်ရှိရာစုနောက်ပိုင်းမှာဆောက်လုပ်ခဲ့တဲ့အိမ်ပြူတော့ American Democracy ရဲ့အမှတ်လက္ခဏာဖြစ်ပြီး New Classical Style နဲ့တိဆောက်ထားပါတယ်။အခန်းတ132ခန်း၊စတူရန်ပေ9500ကျပ်ဝန်းနဲ့ဒီအဆောင်ဟာ American တမန်တော်ရဲ့အိမ်တော်သာမကအလုပ်ခန်းလေးဖြစ်ပြန်ပါတယ်။မျက်နှာစာမှာခရဲလိုရောင်ကြီးတန်းကောက်ခွေပြီးတဲ့တဘောဝကြောက်တုံးတွေတုံထားပြီးတော့အေက78ကျဲတဲ့ဥယျာဉ်တွေကဝန်းရံထားပါတယ်။အတွင်းပိုင်းမှာလည်းစီဝေးပွဲတွေနိုင်ငံတော်ညစာစားပွဲတွေအတွက်လူတထောင်ထိဝင်ဆက်နေ မူဖက်ရုပ်ရှင်အောင်ဘိုးလင်းလေးကစားနိုင်တဲ့ area ရေကူးကန်ဒီအပါအဝင်ဇင်ကန်ပစ္စည်းတွေနဲ့ပြည့်နှက်နေပါတယ်။အင်ပီရိုဟာစတင်တည်ဆောက်ကလေးကတမရာတိုင်းရဲ့အုပ်ချုပ်မှုကိုမှတ်တမ်းတင်ခဲ့ပြီးပြည်သူတွေနဲ့အနီးကပ်ဆုံးနေရပါ Kremlin ကတော့ရာစုနှစ်ပေါင်းများစွာရုရှားအင်ပါယာရဲ့အာဏာကိုကိုးစားပြုလာခဲ့တာဖြစ်ပါတယ် Kremlin အာဏာရဲ့ခံတက်ကြီးအင်ပီရိုနဲ့မတူပဲ Kremlin ဟာရုရှားရဲ့ရာစုနှစ်ပေါင်းများစွာတမိုင်းနဲ့အာဏာကိုကိုးစားပြုတဲ့ AK-68 ကျယ်ဝန်းတဲ့အဆောင်ကြီးပါ 1485ကနေ1495တွင်အီတလီပြည်သူ့ကပညာရှင်တွေနဲ့တိစောက်ခဲ့တဲ့ဒီအဆောက်အအုံမှာဒီကျမ်းကျမ်းနိုင်ငံတွေနန်းတော်ကြီးတွေဖျားရှိခိုးကျောင်းတွေအစိုးရအဆောက်အအုံတွေပါဝင်ပါတယ်ခရမလင်ကြီးတဲကအခမ်းအနားတဲ့ဧကန်းတွေနဲ့ဇင်ကန်ပစ္စည်းတွေဟာရုရှားနိုင်ငံရဲ့အာဏာနဲ့ဂုံတိခါကိုထင်ရှားစေပါတယ်ခရမလင်ရဲ့ပြည်သူ့ကလက်ရဟာရုရှားရိုးရာနဲ့ဘိုင်ဆန်တိုင်းစတိုင်တွေကိုပေါင်းစပ်ထားပြီးရွေးရောင်မှုတွေအနုစင်နိုင်ငံစည်းရေးပကြီးတွေနဲ့တော်တော်ကြီးကိုလှပပါတယ်ဒီအဆောင်ဟာအာနာရဲ့အချက်ချာသမဂ UNESCO ကပောက်အမွေအနှစ်ဖြစ်လေတမတ်ခံထားရပါတယ် ခရမလင်ရဲ့ဒီဇိုင်းဟာရုရှားရဲ့ဇွဲနဲ့အာဏာကိုတင်ကြီးတပြုလို့လျော်ဝဲစံကျင်မှုနဲ့ကြီးကျယ်ခန်းနာမှုကိုပေါင်းစပ်ထားတဲ့အံပွဲလူသားဘီသူကလက်ရတစ်ခုလိုပဲဆိုရမှာပါအာကျွန်တော်တို့ရဲ့ပုံကိုရဲ့အမြင်လေးတွေကိုတော့ခိတခဏအပေးချထားလိုက်ပါတမိုင်းဝင်အရေးပါမှုအင်ပီရိုဟာအမေရိကန်တမိုင်းရဲ့အရေးပါတဲ့အခိုက်အတန့်တွေအတွက်အဓိကမြင်မြင်သက်သက်ဖြစ်ခဲ့တဲ့သူပါဥပဒေရေးဆွဲခြင်းကဆလို့လက်မှတ်ရေးထိုးတာကနေနိုင်ငံခေါင်းဆောင်တွေကိုဧကန်တာထိလူမှုအခွင့်အရေးလှုပ်ရှားမှုနဲ့အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလို့အဖြစ်အပျက်တွေထိမှတ်တမ်းတင်ခဲ့ပါတယ် မေရိကရဲ့အရေးပါအရာရောက်တဲ့အဖြစ်ပြက်တိုင်းကအင်ပြူတော်မှာဖြစ်ပျက်ခဲ့တာပါအစအောင်ကိုလည်းတမန်ရရဲ့လိုအပ်ချက်တွေနဲ့ညီခေဆက်ဆန့်ပြင်ဆင်မှုကပြုလုပ်ခဲ့ပြီးတမိုင်းဆိုင်ရာဖြစ်ပျက်တွေကိုထိန်းသိမ်းရင်းနဲ့ခင်မြောင်ပြောင်းလဲခဲ့ပါတယ်အင်ပြူတော်ဟာလွတ်လပ်မှုနဲ့ဒီမိုကရေစီစံတမူနာကိုကိုစားပြုတဲ့ American စိတ်ဓာတ်ရဲ့တင်ကေတဖြစ်ပါတယ်နှစ်စဉ်ကျင်းပါတဲ့ Easter Egg Roll လို့ပွဲတွေကနေတမန်ရနဲ့ပြည်သူတွေကိုဒီအင်ပြူတော်ကပဲတင်းရင်းတင်းနှီးဖြစ်ရလျောင်းချိတ်ဆက်ပေးထားတာပါ ဒီလိုပွဲတွေဟာအင်ဖြူတော်ကိုပြည်သူနဲ့အတူရှိနေတဲ့နေရာတစ်ခုဖြစ်နေအမေရိကန်ပြည်သူရင်ထဲအထင်ရှိစေတယ်လို့လည်းမမှားပါဘူးခရီမလင်ရုရှားရဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုခရီမလင်ရဲ့တမိုင်းကြောင့်ကရုရှားနိုင်ငံကိုပြောင်းလဲပုံဖော်ခဲ့တဲ့ကြီးမားလာတဲ့ဖြစ်ရပ်တွေနဲ့ရှုပ်ထွေးခဲ့ပါတယ် Ivan the Great လက်ထက်ကနေဆိုဗီယက်ခင်ပြီးတော့ယင်းနေ့ထိခရီမလင်ဟာနိုင်ငံရေးအာဏာရဲ့ဗဟုချက်ဖြစ်ခဲ့တယ်လို့ယဉ်ကျေးမှုရပြောင်းလဲမှုတွေနဲ့အချက်ချားလည်းဖြစ်ပါတယ်ခန္ဓာကြီးဘေးရန်တော်အခမ်းအနားကျင်းပရာနေရာဖြစ်နေခေတ်ဆက်ဆက်ကျင်းပခဲ့ပြီး တမားရဲ့တံမိုးတစ်ခုဖြစ်နေထိမ့်သိနိုင်ခဲ့သူပါခရမလီယာနိုင်ငံရေးဗဟိုချက်တွေမှာကပဲနန်းဆောင်တွေမှာရေကြီးမှုအမွေအနှစ်တွေကိုပေါ်ကျူးတဲ့ပြတိုက်တွေအမှုပညာခန်းတွေပါရှိပါတယ်ရွှေချစီမံပြီးတိစောက်ထားတဲ့ဖျားရှိကိုကြောင်းတွေကရုရှားရဲ့ဘာသာရေးတမားကိုတက်တည်ပြနေတယ်လို့အစိုးရခန်းသားတွေကျင်းပါရာခန်းမတွေကလည်းရုရှားအာဏာရဲ့တင်ကြေးထားဖြစ်နေရည်တည်နေပါတယ်1919အောက်တိုဘာဒေါ်လာရည်လို့တမိုင်းဝင်ဖြစ်ရက်တွေဘရက်စလီထိုးစာချုပ်လို့သဘောတူညီချက်တွေလည်းဒီနေရာမှာဖြစ်ပွားခဲ့တာပါအင်ဖြူရောခင်မီလုံးကျုံရဲ့စံတမနာ အင်ဗီရိုနဲ့သမရကိုကာကွယ်ဖို့အတွက်ခင်မီနီးပညာသုံးလုံခြုံရေးစနစ်တွေရှိမယ်ဆိုတော့ပြောစရာတော့မလိုပါဘူး။နရဆတ်တက်ခုနေကပြစ်ခတ်မှုလို့လုံခြုံရေးချုပ်ယွင်းခဲ့တဲ့ဖြစ်ရပ်တွေကြောင်းလက်ရှိမှာလုံခြုံရေးကိုအထူးတိုးမြှင့်ထားပါတယ်။လက်နက်ကိုင်ဆောင်တွေအနီးအောင်ရောင်ကြီးကင်မရာတွေအာယုံခံကရိယာတွေနဲ့ပတ်လည်ကိုထိန်းချုပ်ထားပြီးအန်ဒီယားရှိတဲ့အရေးအယံတစ်ခုမှပေါ်မလာခင်မှာဖြည့်ရှင်းအောင်စနစ်တကျပြင်ဆင်ထားပါတယ်။သူ့ပတ်လည်မှာလေရင်မပြောင်းရဆုံဆိုတာရှိပါသေးတယ်။အဲ့ဒီထဲကိုခွင့်ပြုချက်မရှိဘဲလေရင်ဝင်လာရင် Coast Guard ရဲ့ရဟတ်ယာဉ်တွေစစ်လေယာဉ်တွေနဲ့ချက်ချင်းတုံ့ပြန်လာပါ Adventure Mix System လိုမျိုးလေရင်ပြည့်တဲ့နယ်တွေတော့မှရှိပါသေးတယ်။မကြသေးခင်ကလည်းအင်ပီရိုရဲ့ခြံစည်းရုပ်ကို73ဖီတီမြင်လိုက်ပြီးခိုးတက်လို့မရအောင်ဖီအားအယုံခံကရိယာတွေပါတတ်ထားလိုက်ပါသေးတယ်။ Secret Surface ကလည်းအင်ပီရိုပတ်လည်မှာအမြင်ရှိနေပြီး Counter Surveillance Technique တွေနဲ့စောင့်ကြည့်နေတယ်ဆိုတော့မေးထားလို့မရပါဘူး။ပြီးတော့အင်ပီရိုအောက်မှာ President's Emergency Operations Center ဆိုတဲ့လျှော့ဝှက်ခန်းရှိပါတယ်။အဲ့ဒါကနေနျူကလ িয়ার ဘုံးတံကိုခံနိုင်အောင်120ပြီလောက်မီအောက်မှာစောက်ထားတာပါ။တမရနဲ့အရေးကြီးတဲ့သူတွေအရေးပေါ်ချိန်မှာခိုလုံဖို့တော့ပါ။ အဲ့ဒီအခန်းကနေအဆောင်တွေမှာလုံခြုံရေးဥမေတွေနဲ့ဆက်ထားတော့တမရကိုလိုအပ်ရင်အများဆုံးရွှေ့ပြောင်းလို့ရပါတယ်။ခရမလင်လျှို့ပတ်ချက်တွေရဲ့ခံတက်ခရမလင်ရဲ့လုံခြုံရေးကလည်းအလားတူပဲအလွန်ခိုင်မာပါတယ်။ရှေးကကာကွယ်ရေးတွေနဲ့ခိမီတီထွေမှုတွေကိုပေါင်းစပ်အသုံးပြုထားပါတယ်။အရှိ2135မီတာရှိပြီးအမြင့်9မီတာကနေ16မီတာထိကွဲပြားတဲ့ကြီးမားတဲ့တိုင်တွေကအန္တရာယ်ဖြစ်နိုင်တဲ့ချင်းချောက်မှုတွေအတွက်ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုဖြစ်နေလို့ဆိုပါတယ်။ ရေမိုင်းမှာတော့တမတာကိုကာကွယ်ဖို့တောင်းပန်ယူထားတဲ့အထူးဖွဲ့ဖြစ်တဲ့ Federal Gas Service ကလူမြင်ကွင်းနဲ့လုံခြုံရေးစီမံတွေကိုရောနှောသုံးပြုပါတယ်။လက်နက်ကိုင်ဖွဲ့တွေစောင့်ကြည့်စနစ်တွေနဲ့အဆောက်အုံကိုစောင့်ကြည့်ဖို့ခီမီနီပညာရေးအသုံးပြုတာတွေပါဝင်ပါတယ်။မကြသေးမီနစ်တွေမှာအထူးသဖြင့်တော့ယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်အနောက်နိုင်ငံတွေနဲ့တင်းမာမှုတွေမြင့်တက်လာပြီးတဲ့နောက်မှာကမ်ဘရီရဲ့လုံခြုံရေးကိုတည်တည်တသားမြှင့်တင်ထားပါတယ်။ကမ်ဘလီဟာနိုင်ငံရေးအခြေချကြတဲ့နေရာတစ်ခုတော့မကဘဲအမှတ်အသားခံတဲ့တစ်ခုလည်းဖြစ်ပါတယ်။ ူရဲ့လုံခြုံရေးအစီအမံတွေကရုရှားခေါင်းဆောင်တွေကိုပြင်ပနဲ့ပြည်တွင်းချင်းချောက်မှုတွေနှစ်ခုလုံးကနေကာကွယ်ဖို့လိုအပ်မှုကိုထင်ရှားစေပါတယ်။ခမ်းမလီရင်ဖွဲ့စည်းတည်ဆောက်ပုံအားမှန်စီထားတဲ့ဇင်းကြံတွေနဲ့လျော့ဝက်ခန်းတွေရှုပ်ထွေးတဲ့လမ်းကြောင်းတွေနဲ့တူသူရဲ့လုံခြုံရေးကိုပို့ပြီးတော့ရှုပ်ထွေးစေပါတယ်။အဲ့ဒီအင်္ဂါရက်တွေကိုကျူးကျော်တဲ့သူတွေကိုရှုပ်ထွေးစေဖို့နဲ့အရေးပေါ်အခြေအနေမှာခေါင်းဆောင်တွေအတွက်ထွက်ပြေးလမ်းကြောင်းတွေဖန်တီးပေးဖို့ဒီဇိုင်းထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Kremlin ကအစားတောက်လုံခြုံရေးအတွက်ထူးခြားတဲ့ချင်းကပ်မှုကိုအသုံးပြုပါသေးတယ်။ရုရှားမှာနိုင်ငံရေးစိတ်ခတ်မှုတမိုင်းကြောင့်ရာတမရဘူတွေမှာသူ့ရဲ့အစားတောက်တွေကိုကြီးကြပ်တဲ့အထူးအဖွဲ့တွေနဲ့လုံခြုံရေးဝန်ထမ်းတွေရှိပါတယ်။အဲ့ဒီထဲမှာပအဝင်ပစ္စည်းတွေကိုချိန်တွဲပြီးတမရစပွဲစီမရောက်ခင်မှာ NDA ဖြစ်နေတဲ့ညဉ့်ညမ်းမှုတွေကိုစစ်ဆေးတဲ့တင်းကျပ်တဲ့လုံထုံးလုံနီတွေအောက်မှာအစားတောက်တွေကိုပြင်ဆင်ကြောင်းတရားစစ်တဲ့ကိုပိုင်စပမှုတူဦးလဲပါဝင်ပါတယ်။ဒီလိုစစ်စစ်ဆက်ဆက်စစ်ဆေးတာကခေါင်းဆောင်ရေလုံခြုံရေးအတွက် Kremlin ရဲ့တာဝန်တည်တတ်မှုကိုဖော်ပြနေတယ်လို့မှတ်ယူရမှာပါ။ ခရမလင်ကအင်ဖီရိုလောက်တော့မိသူတွေအတွက်လွတ်လွတ်လပ်လပ်သွားလာလို့မရပါဘူး။ဒါပေမဲ့ရုရှားနိုင်ငံရဲ့ဂုဏ်ယူဆရာနဲ့ယင်ကျင်းမှုအမွေနည်းရဲ့အမှတ်အသားတခုတော့ဖြစ်နေပါတယ်။ခရမလင်ဝန်ထမ်းမှာပြတ်တိုက်တွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းအပေါ်မှာကျွန်တော်တစ်ခေါက်ပြောပြခဲ့ပြီးသားပါ။ဥပမာနိုင်ငံတော်သမိုင်းပြတ်တိုက်နဲ့လက်နက်တိုက်ခံပါတွေပါ။အဲဒီပြတ်တိုက်တွေကရုရှားရဲ့ကြွေးဝါးတဲ့သမိုင်းအနုပညာနဲ့ရှေးဟောင်းပစ္စည်းတွေကိုပြသထားပါတယ်။ဒီပြတ်တိုက်တွေကပြည်သူတွေကိုနိုင်ငံရဲ့အတိတ်အကြောင်းကိုသင်ကြားပေးပြီးနိုင်ငံသားတအုပ်ရဲ့ခန်းစားချက်ကိုခိုင်မာစေဖို့အတွက်ရည်ရွယ်ထားတယ်လို့ဆိုပါတော့ ရမလီဟာနိုင်ငံတော်ပွဲတွေမှာလည်းကျင်းပလိမ့်ရှိပါတယ်။စီးရေးပြပွဲတွေအမျိုးသားရေးပွဲတွေနဲ့ရုရှားရဲ့တမိုင်းဝင်အောင်မြင်မှုတွေနဲ့စီးရေးစွမ်းရည်တွေကိုမိမောင်းထိုးပြတဲ့အခမ်းအနားလိုမျိုးတွေပါ။မေလ9ရက်နေ့မှာကျင်းပတဲ့အောင်ပွဲနဲ့စီးရေးပြပွဲတွေဆိုရင်ဆိုဗီယက်ယူနီယံကနာဇီဂျာမနီကိုအောင်ပွဲခံတဲ့ပွဲပါ။အဲဒါကခရမလီရဲ့ကက်လျက်ရှိတဲ့ရက်စကွဲမှာကျင်းပတဲ့အတင်းရှားဆုံးပွဲတွေကတခုပါပဲ။ဒီဘက်ကရုရှားရဲ့စစ်ရင်အင်အားကိုပြသယူနေမှာပဲဒုတိယကမ္ဘာစစ်အတွင်းမှာပေးဆက်ခဲ့ရတဲ့အနစ်အနာတွေကိုလည်းပြန်မှတ်ရစေပါတယ် နိုင်ငံသားတွေကြောင့်မှညှဉ်းညွတ်မှုနဲ့မျိုးကြေးစိတ်ကိုမြင့်တင်ပေးတဲ့ပွဲဆိုရင်လေမမပါဘူး။အိမ်ပြီးတော့နဲ့ခရမလင်ကိုနိုင်ရှင်တဲ့အခါမှာအဆောင်တစ်ခုစီကကိုစားပြုတဲ့တင်ကိတာကိုထည့်စင်စားရပါတယ်။အိမ်ပြီးတော့ကဒီမိုကရေစီလွတ်လပ်မှုနဲ့အမေရိကန်စိတ်ဓာတ်ရဲ့အလေးအရာတစ်ခုဖြစ်နေရည်တည်ပါတယ်။ပွင့်လင်းမြင်သာမှုပြည်သူဆက်ဆံရေးနဲ့အစိုးရဟာနိုင်ငံသားတွေကိုတာဝန်ခံရမယ်ဆိုတဲ့ယုံကြည်ချက်တွေကိုပုံဖော်ထားပါတယ်။ ခေတ်ကဂန်ဒဝင်ဒီဇိုင်းနဲ့ဘီသူကလက်ရာတွေကလည်းအမေရိကန်ဆိုတာဒါပါလားဆိုတဲ့စာအစကိုပေးစွမ်းနေတာပါ။စံချေပန်နေနဲ့ခရမလင်ကတော့ရုရှားအာဏာဒူပီတာဘီခံနိုင်တဲ့တမိုင်းကြောင်းဆက်လက်တည်ရှိမှုကိုတင်ကြေးထားပြထားပါတယ်။သူရဲ့ဟင်ဟန်ကြီးမားတဲ့ဘီသူကလက်ရာနဲ့ခံတဲ့နေရာတွေကအင်အားနဲ့မပြတ်သုံးနိုင်သောထာဝရဒီမြေမှုရဲ့အတိတ်ပဲကိုနိုင်ငံတော်ရဲ့အင်အားနဲ့ခေါင်းဆောင်တွေရဲ့အမွေအနှစ်ကိုကိုးစားပြုပါတယ်။အင်ပါယာရီရဲ့ထွန်းကားမှုနဲ့ကြာဆုံးမှုတွေနဲ့ရောရှက်နေတဲ့ခရမလင်ရဲ့ကြွယ်ဝတဲ့တမိုင်းကသူ့ရဲ့တည်ရှိမှုကိုရှုပ်ထွေးလေးနဲ့သွားစေပြီးသူမတို့တဲ့ပြရတို့ခုပြင်းနေဖန်တီးပေးပါတယ်။ ဗီဒူရီနဲ့ဆက်ဆံရေးဒီအပိုင်းမှာတော့အင်ဖြူတော်ကနိုင်ငံသားတွေနဲ့ဆက်ဆံရမှာပုံမပွင့်လဲမှာနေစင်ပွဲတွေလူတို့ခီးစီနေနဲ့ပညာရေးစီစဉ်တွေကတမရနဲ့အမေရိကန်ဗီဒူရီချာမှာဆက်သွယ်မှုတစ်ခုကိုဖန်တီးပေးပါတယ်။အင်ဖြူတော်ကနေရင်သက်သက်မဟုတ်ပါဘူး။ပါဝင်မှုကိုဖိတ်ခေါ်ပြီးလူမှုအတိုင်းအဝန်းတစ်ခုရဲ့ခန်းစားချက်ကိုမြှင့်တင်ပေးတဲ့ဖွဲ့စည်းတစ်ခုပါ။ တဲ့ပမာလေးခရမလင်ကလူလူပွဲတွေကျင်းပပြီးပြတိုက်တွေရှိပေမဲ့ပို့ပြီးတော့ကာကွယ်ထားတဲ့ချင်းကပ်မှုကိုထိန်းသိမ်းထားပါတယ်။တဲ့ပြောမယ်ဆိုရင်တင်းကျက်တယ်ပေါ့ဗျာ။တချို့နေရာတွေကိုကန့်သတ်ထားတဲ့ဝင်ရောက်ခွင့်နဲ့အခမ်းအနားလုံဆောင်ချက်တွေကိုအလေးပေးတာကရရှားကောင်းဆောင်မှုနဲ့ပြည်သူတွေကြားမှာအကွာအဝေးတစ်ခုဖန်တီးထားပါတယ်။ဒါပေမဲ့ဒီလိုတီးတန့်ဖြစ်မှုကခရမလင်ရဲ့လျှို့ဝှက်စမ်းချက်မှုကိုပေါင်းထည့်ပြီးအင်အားရဲ့ခံတဲ့တစ်ခုဖြစ်နေသူ့ရဲ့ပုံရိပ်ကိုတနည်းတစ်ပုံခိုင်မာလာစေတာတော့အမှန်ပါပဲ။ လုံချုံရင်နဲ့ကာဝေးအဆောက်နှစ်ခုလုံးကိုခိမီလုံချုံရင်အစီမံတွေနဲ့ခိုင်ခန့်အောင်လှုပ်ထားပြီးမြေ၎င်းတို့ရဲ့ချင်းကပ်ပုံကတိတိတသားကွဲပြားပါတယ်။အင်ပီရိုက Secret Service ခိမီစောင့်ကြည့်ရေးနည်းပညာနဲ့ပြည့်စုံတဲ့အရေးပေါ်တုံ့ပြန်မှုစနစ်ပါဝင်ခိမီလုံချုံရင်ကရိယာကိုအသုံးပြုပါတယ်။အင်ပီရိုကမီဒီယာနဲ့ဘီသူတီရဲ့ဆက်ဆံတဲ့နည်းလမ်းမှာပွေလဲမြင်တာမှုနဲ့ဘီသူလုံချုံရင်ကိုအလေးပေးထားကိုထင်ရှားတွေ့ရမှာပါ။စံချေပန်နေတဲ့ခရမလင်ကတမိုင်းဝင်ကာကွယ်ရေးတွေနဲ့ခိမီလုံချုံရင်စီးမြင့်တွေကိုပေါင်းဆက်အသုံးပြုပါတယ်။ ဖက်ဒရယ်က surface ရှိနေခြင်းနဲ့တူ Kremlin ရဲ့ရှုပ်ထွေးတဲ့အပြင်စင်ကပြင်ပနဲ့ပြည်တွင်းချင်းချောက်မှုတွေနှစ်ခုလုံးကနေလျှို့ဝှက်မှုနဲ့ကာကွယ်မှုကိုဦးစားပေးတဲ့ရှုပ်ထွေးတဲ့လုံခြုံရေးပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါတယ်။ Kremlin ရဲ့လုံခြုံရေးချင်းကပ်ပုံကနိုင်ငံတော်နဲ့၎င်းရဲ့ခေါင်းဆောင်တွေကိုကာကွယ်တာကအရေးကြီးဆုံးဖြစ်ခဲ့တဲ့ရုရှားခေါင်းဆောင်မှုရဲ့တမိုင်းကြောင်းချင်းတွေကိုထင်ဟပ်စေပါတယ်။နောက်ဆုံးမှာတော့ဘဲဆောင်ကပိုကောင်းလေးဆိုတော့ဆုံးဖြတ်တာကအကဲဖြတ်ဖို့အတွက်အသုံးပြတဲ့စံနှုန်းတွေပေါ်မှာမူတည်ပါတယ် အင်ပီရိုကဒီမိုကရေစီပြည်သူ့ဆက်ဆံရေးနဲ့ခင်မီအုပ်ချုပ်ရေးရဲ့တင်ကြေတာဖြစ်ရဲ့ဒီအပိုင်းမှာတော့အပြတ်သားပါတယ်။စံကျင်ဘက်အနေနဲ့ခရမလင်ကြတော့ရုရှားရဲ့ကြွေးဝါးတဲ့တမိုင်းရင်ကျင်းမှုအမွေအနှစ်နဲ့နိုင်ငံတော်ရဲ့တည်မြဲတဲ့အင်အားရဲ့တည်ထေကြီးတစ်ခုနဲ့ပို့တူပါတယ်။ပို့ပြီးတော့လေကန်နမင်းဆက်ပါတယ်။ဒီတော့ကိုကရောဘလူတိုင်မျိုးကြိုက်ပါလဲ။ကိုကြိုက်ပုံမူတည်ပြီးဘယ်တစ်ခုကပိုကောင်းလဲဆိုတော့မတူညီနိုင်ပါဘူး။ဘူဂျားသနတ်သူကြိုက်တာနေမဟုတ်ပေါ့ဗျာ။ခဲအစုံကြီးကြီးရှုပြီးလို့ကျေးဇူးတင်ပါတယ်။